ုတိယတုံလပတ်တွင်တိတ်ကလင်းဖွင့်ဖြိုမှုစတုထားလာကုံမှာကလေးက15စင်တီမီတာလောက်ရှိပြီးတော့အလေးချိန်133ဂရမ်ကနေ140နီဂရမ်လောက်ထိရှိပြီးထောက်ဖက်သီးအရွယ်လောက်ဖြစ်ပါတယ်မိခင်ကကလေးလှရှားတာတွေကိုခံစားမိပြီးတော့ကလေးမှာလက်ပွေရာပေါ်နေပါပြီ။ ပြစမလာကုံမှာခလေးက25.4စင်တီမီတာလောက်ရှည်ပြီးတော့အလေးချိန်183ဂရမ်နဲ့331ဂရမ်ကြားတရက်သီးအရွယ်လောက်ရှိပါတယ်။တရေသားရဲ့အာယုံတွေဆက်ဖွင့်ပြိုးလာပြီးတော့အကြအာယုံပိုတိကျလာပါတယ်။တရေသားကအမစ်အတန်နဲ့နှလုံးခုန်တဲ့အပြင်ပန်ဝေးကျင်ကတခြားအတန်တွေလိုမျိုးတအိမ်ပြင်ပကအတန်တွေကိုချားနိုင်ပါပြီ။ စက်တမလာကုံမှာကလေးက30ဒသမ5စင်တီမီတာလောက်ရှိပြီးတော့အလေးချိန်453ဂရမ်နဲ့680ဂရမ်ကြားနက်နက်သေးအသေးစားလောက်ရှိပါတယ်ကလေးမျက်လုံးတွင် ပွင့်လာပြီးတော့လင်းတယ်မောင်တယ်ခွဲတိလာပါပြီ။